ဟုတ်ကဲ့အားလုံးပဲမင်လာပါဒီနေ့2025ခုနှစ်ဇွန်လ9ရက်နေ့ပေါ့နော်9ရက်နေ့ဒါတော်လန်ပြည်သူလူထုတို့ရဲ့ဒင်းကောင်းနေရပြီးတော့တော်လန်ပြည်သူလူထုရောတော်လန်တပ်ဖွဲ့တွေရောတတိထားတဲ့နဲ့စစ်ကောင်စီကနေနောက်ထပ်လှုပ်လာနိုင်တဲ့အချက်တွေနဲ့ပတ်သက်ပြီးလေချောင်းအန်တီရီနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့ညီကိုနှစ်ယောက်ကပြန်လဲဝေမျှသွားမှာဖြစ်ပါတယ်ဗျအဲ့တော့ပထမတင်းကောင်းတစ်ခုကတော့ဆရာကျွန်တော်ပြောပြအောင်မယ်ခွေခွေချင်းကြိုက်တဲ့ဇလန်းဟုတ်ခွေရဘလူးမရေနဲ့ဝိုင်းမပက်ကြဘူးလားမသိဘူးအဖမ်းမှာ ဟိုဟာဒီထောက်ဖို့တကြက်နှစ်ယောက်ပေါ့နော်ထောက်ဖို့တကြက်နှစ်ယောက်ကမူးပြီးတော့မှဒီကားမောင်းလာတယ်ပေါ့ကားမောင်းလာတဲ့အချိန်မှာသူရဲကတော်တားပြီးတော့မှဖမ်းတယ်ထုံးတယ်တိုင်းဝစ်တော့ကားပေါ့ဝစ်တော့ကားဆိုရဲကတော်တားတားပြီးတော့မှဖမ်းဖို့လုပ်တဲ့အချိန်မှာငါစစ်သားပေါ့မင်းရဲကဘာလို့ဖမ်းတာလဲဆိုပြီးတော့မှဆင်းပြီးတော့မှထိုးကြကြိတ်ကြရေဖြစ်ကုန်တော့ဖြစ်ကုန်တော့ဆိုတော့ရဲကခါမှာဟိုခြောက်လုံးမြူပါတဲ့အခါကျတော့ခြောက်လုံးမြူကထွက်ကြထွက်ကြတော့စစ်သားက အဲ့ဒီချောလုံးမျိုးကောက်ပြီးတော့မှရဲကိုပြစ်တာဖြစ်ချင်တော့ကြည်တမ်းမပါဘူးကြည်တမ်းပါဘူးအဲ့လိုဇလန်းနေဖြစ်ကုန်တာပေါ့နော်ခွင်းချင်းကရဲ့ဇလန်းအဲ့ဒီကိစ္စတော့အခုပြဿနာတွေဒီထောက်ဖို့တက်တဲ့ရဲစခန်းနဲ့နည်းနည်းပြဿနာအကြီးကျယ်လေးညှိနေကြရလို့ကြားတယ်ပေါ့နော်ခွင်းချင်းတော်တော်ကိုက်နေခွေးကြီးတွေပါပါလာယူပါလာပြီးတော့ကိုက်နေကြရလို့ကြားတယ်ဒီဟာလေးသူတို့တူတူတိတ်တိတ်ဖြည့်ရှင်းမှုတော့လုပ်နေတယ်ပေါ့ဒါသူတို့ဘလို့တူတူတူတိတ်တူတူတိတ်တိတ်လုပ်လို့ ျွန်တော်ပဲတရင်ကဖြစ်ပြီးတော့မိနစ်ပိုင်းအတွင်းမှာချက်ချင်းရောက်ပြီးသားပေါ့နော်အဲ့လိုမျိုးအဲ့ဒါနဲ့ပတ်သက်ပြီးတော့မှသူကစစ်တပ်ကတကယ်ရဟိုးအရင်ကလေးကစစ်တပ်ကတူမလွဲ့ရေးကြီးမြတ်တော့အဖွဲ့စီမရှိဘူးဆိုတော့စိတ်ကသူတို့စီမှာအများန်းကိန်းအောင်နေခဲ့တာပေါ့နော်အဲ့ဒီအထဲမှာမှသူကလူဘော်လူကြောတွေဘလူတွေပါလဲဆိုလူကြီးသားတွေလူကြီးသားတွေရတဲ့ခါထပ်ပါလာကြောင်းလူကြီးသားတွေထပ်ပါလာတာဘလို့မျိုးကြုံခဲ့လဲဆိုတော့ကျွန်တော်တို့ DSC မှာဆိုလို့ရှိရင် DSC 48ပေါ့နော်ကျွန်တော်တို့ရဲ့နောက်ပတ်စဉ်က ဟိုဟာဆိုလို့ရှိရင်အဲဥကိုကိုရဲ့သားတီဟာကိုကိုရဲ့သူ့နာမည်တီဟာကိုကိုဆိုလို့ရှိရင်သူကဒီတင်နန်းစင်းဘွဲမှာဘလောင်းတင်နန်းစင်းဘွဲမှာသူကဟိုတင်နန်းစင်းစီးရပြမှာသူကနိုင်ငံတော်အလံမမကန်ရလို့ရှိရင်နိုင်ငံတော်ဒီအလံကိုင်တက်ဖွဲ့မှာဟိုအလံတော်ကတခြားအလံမကန်ရင်နိုင်ငံတော်အလံမမကန်ရလို့ရှိရင်ဒါပေမဲ့စကွက်ဖွဲလိုက်တဲ့အချိန်မှာသူ့အရက်နဲ့နိုင်ငံတော်အလံကိုင်မို့နေရလဲတွားပြီးတော့ကိုင်းညီမှုမရှိဘူးဖြစ်နေတာမရှိဘူးဖြစ်နေတဲ့အချိန်မှာအကြောင်းကြီးတွေပါတွေကအဲ့ဒါတွေကိုတော်တော် စင်းစင်းသားဆုံးမြတ်ပြီးတော့မှနောက်ဆုံးကျတော့လူကြီးသားဆိုတဲ့အခါကျတော့သူကဟိုကင်ပေးကင်လဲရတာပေါ့နော်အဲအဲ့ဒီလိုမျိုးနိုင်ငံတော်အလံကင်ပြီးတော့စီးရပြလျှောက်ပြီးမှအဲတင်တန်းဆင်းနိုင်မယ်ဆိုတဲ့ဟာလေသူကလူပေါ်လူကြောတွေလည်းလူကြီးသားတွေကစစ်တပ်ထဲမှာထပ်ပြီးတော့မှရှိသေးတယ်ပို့ပြီးတော့စစ်တပ်ကလည်းဒီတိုင်းပဲပေါ့နော်ကိုတော့ကဒီအခုဝက်တော့ကားတွေဖမ်းမယ်ပြည်သူလူထုကတချို့ဆိုဗီဒီယိုဖိုင်အတူလေးတွေရိုက်ရိုက်ပြီးတော့မှတင်ကြတာပေါ့နော်ဝက်တော့ကားတွေဖမ်းပြီးတော့မှအဲဝတ်တော့ဆိုင်ငယ်တွေဖမ်းပြီးတော့မှကားပေါ်တင်နေတဲ့ဗီဒီယိုဗီဒီယိုလေးကိုရိုက်ပြီးတော့မှသူတို့ကဘာပြောလဲဆိုတော့ စီးတဲ့လူတွေကိုဖမ်းရမှာလားတင်သွင်းတဲ့နေရာကိုသွားဖမ်းလိုက်ရင်ရောင်းချနေတဲ့နေရာကိုသွားဖမ်းလိုက်ရင်တခါလေးပွဲပြတ်မသွားဘူးလားပေါ့နော်ရောင်းချတဲ့နေရာကိုဖမ်းလိုက်ရင်ဒီသူလူလူလက်ထဲကိုဒီဝက်တော့ကားတွေဆိုင်ငယ်တွေကရောက်เสียအကြောင်းမရှိတော့ဘူးအဲ့ဒီဟာလေဘသူတွေပဲလှုပ်လဲဆိုတော့ဒီစစ်တပ်နဲ့ဆက်နွယ်တဲ့လူတွေဂိတ်ရောက်လို့ရှိရင်ဝက်တော့ကမောင်းလာလို့ရှိရင်ဂိတ်ရောက်လို့ရှိရင်သူကဂိတ်ကအဆင်ပြေဘူးပြောဆိုအဆင်ပြေဘူးဆိုရင်ဗိုလ်ကြီးစီဖုံးဆက်လိုက်ဗိုလ်မှူးစီဖုံးဆက်လိုက်နဲ့ဗိုလ်မှူးဒီမှာပြောပေးပါအောင် ာညာဆိုဟိုကအေးငါဘယ်တက်ကငါညာဘလို့တာဝန်ရှိတယ်ပေါ့ဒါငါအကိုပဲငါညီပဲတော့ဆိုလှမ်းပြောလိုက်လို့မှာ तू ကသူတက်ကြီးမြတ်တော့စစ်တပ်ကသူတက်ကြီးမြတ်တော့အဖွဲ့အစည်းမရှိဘူးနိုင်ငံကိုလည်းအဲသူတို့လောက်ကောင်းအောင်လုပ်နိုင်တဲ့အဖွဲ့အစည်းမရှိဘူးအဲ့ဒီမှာမှာသူတို့ ਨੇ အာဒါဟိုဖြစ်တဲ့ inline ဖြစ်တဲ့ပါတီပေါ့နော်ဒီကြက်ခိုင်ပါတီမှာလွဲ၍ကျန်တဲ့ပါတီတွေကလည်းနိုင်ငံကိုတည်ဆောက်နိုင်သောပါတီမဟုတ်ဘူးနိုင်ငံကိုဖြောင်းဖြောင်းတန်းတန်းဒီမိုကရေစီအနှစ်အယသာရှိရှိအဲကိုကဲနိုင်သော ပါတီမဟုတ်ဘူးပေါ့နော်ဘယ်အစိုးရပဲဖြစ်ဖြစ်ဒီလိုအစိုးရဖြစ်လာနိုင်မယ်ဆိုတဲ့ဟာကိုစိတ်ကအမြဲတမ်းဆွဲနေတဲ့အချက်ကလေးပေါ့နော်အဲ့တော့ဒီစနစ်တွေကိုကျွန်တော်တို့ကတည်တည်ချာချာကိုစနစ်တကျရိုက်ချိုးပြင်မှာရအောင်ပေါ့နော်ဝုံငနဲ့တိုင်းငနဲ့ချက်ချင်းရိုက်ချိုးနိုင်လို့တော့မလွယ်သေးဘူးပေါ့နော်အဲ့ဒါကိုတည်တည်ချာချာစနစ်တကျအဲ့တော့ဥပဒေပြင်ဆင်ရေးတွေကျန်တဲ့မူဝါဒပြင်ဆင်ရေးတွေလုပ်ပြီးတော့မှအစားထိုးမှပဲဘိုးတင်တော့မှာပေါ့နော်ဒါခွေးချင်းကြိုက်တဲ့အပိုင်းပေါ့ခွေးချင်းကြိုက်တဲ့အပိုင်းနဲ့ခွေးတွေကဒါဟိုနိုင်ငံမှာ တကယ်ကိုအာနာယူပြီးတော့မှပြည်သူလူထုကိုနှိမ့်ဆက်နေတဲ့အပိုင်းပေါ့နောက်တစ်ပိုင်းကဆရာကြီးအခုဒီရက်ပိုင်းမှာဆိုလို့ရှိရင်ဒါတရုတ်နဲ့ပတ်သက်ပြီးတော့မှသတင်းတွေလည်းထွက်လာတယ်ပေါ့နော်တရုတ်ကအဲစစ်ကောင်စီကိုဒီစစ်လက်နက်ပစ္စည်းတို့ကျန်တဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့တွေအင်အားကြီးထွားလာမှုမရှိအောင်လို့တရုတ်ကကူညီနေတာလည်းရှိတယ်အဲ့တော့လေချောင်းနဲ့ပတ်သက်ပြီးတော့တရုတ်ကဘာကူညီနေနေလဲပေါ့နော်လေရင်တွေကူညီနေတာရှိလား ဘုံကြီးတွေပြစ်တဲ့ဘုံကြီးတွေကူညီနေတာရှိလာဘူးအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဆရာကြီးလည်းတစ်ချက်ပြောပြပေးပါဒါအခုဟိုပါပေါ့ဒီ2025ခုနှစ်ကျွန်တော်တို့မေလထဲမှာပဲဘိုင်းဒစီအစ်စ်ရောက်တယ်ဒါမနေ့ရပါတော့ဇွန်လ6ရက်နေ့မှာပဲဒါဝိုင်းဒစီထက်ရောက်တယ်ပေါ့ဒါအာနာသိမ့်ဖြစ်စင်နောက်ဘိုင်းမှာဆိုရင် WA တရုတ်နိုင်ငံနေပြီးတော့ WA လေးစီးရှိသွားပြီပေါ့နော်ဒါ WA တမိုင်းအကြောင်းပြန်ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့က1988ခုနှစ်နောက်ပိုင်းပေါ့ ထရန်ဝက်68ခုနှစ်ကနောက်ပိုင်းကနေမှာ2015အထိရတော့ YA 4စီးပဲရှိတယ်တည်ယူပို့ဆောင်ရေး YA လေးရဟုတ်4စီးရှိတယ်လေးနံပါတ်ကတော့ကျွန်တော်တို့5815ကနေမှာ5818အထိရှိတယ်ပေါ့နော်အဲ့ဒီမှာ2016မှာဒါ NDD အစိုးရလက်ထက်မှာဒါနှစ်စီးထပ်ပြီးတော့ဝယ်ပေးတာပေါ့အဲ့ဒီလေးနံပါတ်တွေကတော့ကျွန်တော်တို့အဲ5819နဲ့5820ဆိုပြီးတော့5819နဲ့20နှစ်စီးထပ်ဝယ်တဲ့နေရာမှာကျွန်တော်2019မှာကြတော့ ဒီ5820ကတပွဲမှာပြတ်ကြတာပေါ့နော်လူပေါင်းဟိုဟာပေါ့တရားကျော်တေသွားတယ်ပေါ့နော်အဲ့လိုနဲ့ဒါဒီဟိုဟာပေါ့1988ကနေပြီးတော့2015အတွင်းရှိတဲ့ Y80 တွေကတော့ခုနလို air frame တက်တန်းတွေကုန်လာတာပေါ့နော်ကုန်လာတဲ့အခါကျတော့တယ်ဥပ္ပဆောင်ရေးလေရင်အနေနဲ့စစ်တပ်မှာဒါတော်တော်ဟိုခါဆက်ပြတ်မဲ့အနေအထားမျိုးဖြစ်လာတယ်ဖြစ်လာပြီးတော့မှဒါ2022အာနာသိမ့်မှုနောက်ပိုင်း2022မှာကျတော့ကျွန်တော်တို့ ဝိုင်တစည်းအဲ့ဒါတော့5821ဆိုပြီးတော့နောက်တစည်းထပ်ပြီးတော့ဝယ်တာပေါ့နော်အဲ့ဒီ2022မှာဝယ်တဲ့ Y8 ကကျွန်တော်တို့2024ခုနှစ်မှာကျွန်တော်တို့အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်မှာခုနခါသုံးပိုင်းကျိုးပြီးတော့ပျက်စီးသွားတာပေါ့ပျက်စီးသွားတဲ့အခါကျတော့2024မှာပဲတရုတ်ကချက်ချင်းနောက်တစည်းထပ်ပြီးတော့လေတက်ကိုရောင်းတာအဲ့ဒါတော့ခုနကျွန်တော်တို့အဲဒီအိန္ဒိယမှာခါကျိုးသွားတဲ့ဥစ္စာ5821ဆိုတော့သူက lucky number မဟုတ်တဲ့အတွက်ကျွန်တော်နောက်ပိုင်း 2024မှာနံပါတ်ပြန်ပြောင်းလိုက်တာ5922ဆိုပြီးတော့တခါဟိုတစည်းအစ်စ်ပေါ့အဲ့ဒီတော့မှနောက်ပိုင်းအခုကျွန်တော်တို့ဒီဟိုပေါ့မေလမှာ5923အခုဇွန်လ6ရက်နေ့မှာ5924ဆိုပြီးတော့ဒါအခုလက်ရှိဆိုရင် Y8 က၄စီးပြန်ကောင်းသွားပြီပေါ့နော်ဟုတ်၄စီးပြန်ကောင်းသွားတဲ့အတွက်ကြောင့်ဒီလေတက်မှာ Y8 တည်ယူပို့ဆောင်ရေးလေရင်ကတော့ တကယ်အဓိကကြတဲ့လေရင်မျိုးစားပဲဘာကြောင့်လဲဆိုတော့ तू ကခုနလိုဒီလူဆိုရင်ပုံမူကအရောက်တရာကြော်ကြော်ကို तू ကတင်ဆောင်နိုင်တယ်နောက်တစ်ခုကဒီဟိုပါပေါ့ပေါင်ပေါ့ तू တင်ဆောင်နိုင်တဲ့ weight ဆိုရင်ဒါခုနပေါင်2000လောက်အထိဒါတင်တင်ဆောင်လေးရှိတယ်ပေါ့နော်အဲ့ဒီမှာကခုန2024ခုနှစ်အတွင်းထဲမှာကျွန်တော်တို့တော်လိုင်းရဲဘော်တွေကို Y8 လေးရင်နဲ့ပုံကျဲတိုက်ခိုက်ဖို့အတွက် ဟိုသူတို့စီစဉ်ထားတာရှိတယ်ဟိုပုံမှုလည်းတွေ့မှာပါခုနကငါလည်းမှကွန်ကျူပိုက်ပလတ်စတစ်ပိုက်၃လုံးပေါ့နော်၃လုံးကမှဝိုင်းပေါ်မှာဆင်ထားပြီးတော့မှခုနဟိုတရား20မှမှပုံသီးရွယ်စားလောက်တပြိုင်တည်းတစ်ခါပြစ်ချရင်၃လုံး၃လုံးအဲ့လိုမျိုးပြစ်ချဖို့သူတို့ဟိုပလန်လောက်ထားတာပေါ့နော်ပလန်လောက်ထားပြီးမှခုနဝိုင်းကနှစ်စီးပဲခုနဟိုပေါ့59 19နဲ့59 22နဲ့နှစ်စီးတည်းဖြစ်တဲ့အတွက်ကြောင့်သူတို့ဒီပုံကျတိုက်ခိုက်ခြင်းမလုပ်တော့ဘဲနဲ့ တိမ်ပိုးဆောင်ရေးကိုပဲအဓိကထားနေရတဲ့အတွက်ကြောင့်ပေါ့နော်အခုဒီစွန်လကြောက်လာတဲ့ဟိုပါပေါ့5924နဲ့စွန်ကအဲ့ကလေးစီးဖြစ်လာပြီလေးစီးဖြစ်လာပြီဖြစ်လာပြီဖြစ်တဲ့အတွက်ကြောင့်ပထမသူဘုံကျက်တိုက်ခိုက်ဖို့လှုပ်လာမဲ့ plan ကိုလက်တွေ့အကောင်အထည်ဖော်ဖို့ဇာခိုင်လုံးများလာပြီပေါ့နော်အဲ့ဒါအကြောင်းလဲကျွန်တော်တို့ဒေါ်လာရေးရဲဘော်တွေအနေနဲ့ရန်ကိုတတိထားဖို့ပေါ့ဒီ WiFi လေးနဲ့ပတ်သက်ပြီးတော့ဟုတ်ကဲ့အဲ့တော့ဒါဆရာကြီးပြောပြသွားတဲ့အထက်မှာဒါကျွန်တော်တို့ဝိုင်းတွဲပေါ့နော် အဝိုင်တွဲလေရင်ဆိုလို့ရှိရင်သူ့ရဲ့တဲဆောင်နိုင်တဲ့ဝင်အားဖြင့်လည်းနည်းတယ်ပြီးတော့ဘုံကျဲနိုင်ဖို့အတွက်ကလည်းဟိုဖြစ်တယ်ပေါ့နော်နည်းနည်းနည်းတယ်ပေါ့အဲကျွန်တော်ဝိုင်အိတ်နဲ့ကျဲမယ်ဆိုလို့ရှိရင်ဝိုင်အိတ်လေရင်ပေါ်မှာတင်ဆောင်နိုင်တဲ့120ဘုံဒီအရေအတွက်ပေါင်းများစွာနဲ့ကျွန်တော်ကျွန်တော်တို့အတိအကျတွက်ကြည့်တာမရှိသေးတဲ့အတွက်ကျွန်တော်တို့အတိအကျပြန်တွက်ပြီးတော့မှတစ်ခေါက်ပြန်ပြောပြပါမယ်လောလောဆယ်ကျွန်တော်တို့ခံမှန်းချက်အရတော့120ဘုံဒီကိုရာချီးပြီးတော့မှ တင်နိုင်တဲ့အနေအထားမျိုးပေါ့နော်။ဒါချီးပြီးတော့တင်နိုင်တဲ့အနေအထားမျိုးရှိရဲ။အဲ့တော့ကွန်ကျူးပိုင်းနဲ့ကျွန်တော်တို့ဒီအောက်အောက်ကို ရေတယောက်ပုံစံမျိုးသုံးသုံးပိုက်ပေါ့နော်။အဲကျွန်တော်တို့ဟိုကြေးရွာဘက်တွေမှာဆိုလို့ရှိရင်မြေအောင်ပြောရရင်တော့နယ်ဘက်တွေမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့မိန်လာပိုက်တွေ့တန်းထားတဲ့ပုံစံမျိုးအသုံးလုံးတစ်ပြိုင်တည်းတည်းတွေ့တန်းထားပြီးတော့မှအောက်ကနေရာမလက်ဘုံကျဲလို့ရအောင်လို့သုံးလုံးတစ်ပြိုင်တည်းတည်းဆွတ်ဆွတ်နဲ့ချလို့ရအောင် အထီကိုကို တို့မှာစီစဉ်ထားတဲ့ပလန်ရှိပါတယ်အဲ့တော့ Y8 က၄ကြီးဖြစ်လာပြီဖြစ်တဲ့အတွက်ကျွန်တော်ပြည်သူလူထုအနေနဲ့ကကျွန်တော်တို့လာရှိုးဖြစ်စဉ်တုန်းကလည်းလိုင်းပေါ်မှာပြန်ထမ်းခဲ့တဲ့ဓာတ်ပုံတွေအများကြီးရှိပါတယ်ဘုံခိုချင်းတူနီးတွေဘယ်ခန်းနိုင်ဝင်ဘလောက်ဆိုလို့ရှိရင်မြေအပေါ်မှာဂရုချင်းကဘလို့ဟိုမြေစာကိုဘလို့တင်ရတယ်ပေါ်မှာတစ်လုံးကိုဘလို့တင်ရတယ်လူပဏယောက်ဆိုရင်တော့အကျင်းအနက်ကဘလောက်တူရတယ်အကျေကဘလောက်တူရတယ်ဆိုတဲ့ဟာတွေလည်းလိုင်းပေါ်မှာပြန့်နှံ့ထားပြီးသားတွေရှိရယ်ပေါ့နော်ဒါတွေနဲ့ပတ်သက်ပြီးတော့မှာ ြည်သူလူထုအနေနဲ့လည်းစစ်ရဲ့အနံ့လေးရလာပြီဆိုလို့ရှိရင်ငါတို့အနားမှာဒီလိုမျိုးလေးဖြစ်လာတော့မယ်ဆိုတဲ့ဟာလေးကြုံလာပြီဆိုတာနဲ့ကျွန်တော်တို့တွေကိုယ့်ဟာကိုရှောင်တိမ်းဖို့အတွက်သူတို့ကတော့ပြည်သူတော့တော်လှန်ရေးတပ်ဖွဲ့တော့ဘာတော့ဘာမှခြံမှာမဟုတ်ပါဘူးအဲ့ဒီမှာစစ်ကောင်စီတပ်ဖွဲ့ဝင်ရဲ့နေအိမ်ဆိုတာလေသူတို့တပ်ဖွဲ့ဝင်ရဲ့မိသားစုဆွေမျိုးအတိုင်းဝိုင်းနော်ဝမ်ခွဲအကိုတွေညီမတွေနေတဲ့အိမ်ဆိုတာလေသူတို့မှာမာကင်ပေးထားတာမရှိပါဘူးဒါတွေဘလို့မှရှောင်လဲမှာမဟုတ်ဘဲနဲ့ ဆက်ပြီးတော့မှဘုံကျဲလာနိုင်တဲ့အခြေအနေမျိုးရှိပါတယ်ပြီးတော့အဲဒါဆရာကြီးနဲ့စကားဝိုင်းမစားခင်မှာကျွန်တော်တို့အဲဟိုဟိုစကားပြောထားတဲ့အချိန်မှာဆရာကြီးကို မေးမြန်းထားတဲ့အချက်ရတော့ကျွန်တော်တို့ဘုံနီးတွေဆိုလို့ရှိရင်လည်းတရုတ်ထုတ်ဘုံနီးတွေပါပါလာတဲ့အနေအထားမျိုးဒါတွေ့ရတယ်ပေါ့နော်အဲ့တော့လက်နဲ့ကောလေရင်တွေရောတရုတ်ကတော့ကျွန်တော်တို့ဒေါ်လာကြီးတက်ဖွဲ့တွေနှိမ်နှင်းဖို့အတွက်ကျွန်တော်တို့စစ်ကောင်စီကိုဝိုင်းပြီးတော့မှ ကူညီထောက်ပံ့နေတဲ့အထက်မှာပါပါတယ်အဲတရုတ်နဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ဟိုဝိုင်းပြီးတော့မှပြည်သူလူထုအနေနဲ့လဲတချို့သောတပိတ်မောက်ချင်းတွေပြုလုပ်တင်ပါတယ်ဆိုတဲ့ဟာကိုကျွန်တော်အနေနဲ့ဒီနေရာနေပြောခြင်းပါတယ်ဗျအဲတော့နောက်တစ်ခုကဆရာကြီးအဲကွန်မန့်လေးတစ်ခုပေါ့နော်ဆရာကြီးကိုမေးထားတာလေးရှိတယ်အဲ့ဒါကအဲလက်ရှိစစ်ကောင်စီပါပေါ့နော်ဆရာဆရာကြီးပြောတဲ့ YA 4စီးဖြစ်သွားပြီဒါကသူကဘယ်ထဲမှာအကျုံးဝင်မလဲဆိုရင်တေယူပို့ဆောင်ရေးတဲ့လေအကျုံးဝင်တယ်လို့အဲဒီတိုက်ခိုက်ရေးမှာလဲသူက အကျုံးဝင်တယ်ပေါ့နော်ဘုံကျဲတဲ့နေရာမှာအကျုံးဝင်တယ်အဲ့ဒီလိုပဲတခြားလေဝိုင်တွဲဗနစီစုစုပေါင်းပေါ့နော်စားကားစားမှာဗနစီရှိသေးလေပြီးရင်ဂျက်ဖိုက်တာပေါ့နော်ဂျက်ဖိုက်တာကိုမှဟိုပါဘောသူတိကျင်တာကပြည်သူအဲ့လိုမျိုးဘုံကျဲလို့ရတဲ့ဂျက်ဖိုက်တာဗနစီရှိသေးလေဆိုတဲ့ဟာလေးကိုပြည်သူလူထုသိအောင်ပြောပြပေးပါတဲ့ပြီးလို့ရှိရင်သူတို့ရန်နာနိုင်တဲ့လေရင်ခွင်းနေအနည်းဆုံးစစ်ကောင်စီရဲ့လေရင်ခွင်းနေနဲ့ပတ်သက်ပြီးတော့လေဆရာကြီးတိတိလောက်ကလေးအဲပြောပြပေးပါဦးဆက်ဟုတ်ဒါလေတက်မှာတော့စကားဆရဲ့လေတက်မှာတော့ဂျက်ဖိုက်တာ အမျိုးအစား၉မျိုးရှိရှိတယ်ပေါ့နော်ဒါ A5 ရယ် S7 ရယ် K8 ရယ်နောက် Mid 29ရှယ်ဝမ်တာတီ JF70 စူတာတီနဲ့ FDC 2000G ဆိုပြီးတော့ဒါ G4 ပါပါဝင်ပေါ့နော်၉မျိုးရှိတယ်၉မျိုးမှာ Jet Fighter ၉မျိုးမှာမှာအခုလက်ရှိပြည်သူတွေကိုလက်ချောင်းတိုက်ခိုက်မှုလုပ်နေတာ Jet Fighter ၈မျိုးထိရှိတယ်၈မျိုး A5 ဘုံကျဲလေရင် A5 ဘုံကျဲလေရင်အဲဆိုဒါကျွန်တော်တို့အရင်တော့နမ်ဆန် လေဒက်စကန်ဌာနချုပ်ရဲ့ပတိန်လေဒက်စကန်ဌာနချုပ်ရဲ့နောက်တစ်ခုကတရားဦးလေဒက်စကန်ရင်သုံးခုမှထားတယ်ပေါ့နော်အစီပေါင်းဒါအစီ30ကျော်လောက်ရှိတယ်အခုလက်ရှိဆိုရင်ဒါအစီ30ထဲမှာမှ10စီးလောက်ပဲဒါ A5 ကတော့ကောင်းတယ်ပေါ့နော် A5 ပြီးလို့ချင်ခုနလုံး K8 ပေါ့ K8 ကတော့ခုနကျွန်တော်တို့ပုံမှုခိုင်ရင်တန်းဖို့မောင်းခဲ့တဲ့ K8 ဆိုရင်ဒါအစီ40ကျော်ကျော်အထိရှိတယ်ပေါ့နော်အစီ40ကျော်ကျော်ဆိုရင်ဒါအခုလက်ရှိကောင်းမှဆိုရင် အစီး20အထက်အစီး30နီးနီးထိလက်ရှိလေကြောင်းတိုက်ခိုက်မှုလုပ်နိုင်သေးတယ်။အဆဲဘန်းလေရင်အဆဲဘန်းလေရင်ကတော့ကျွန်တော်တို့လေရင်နံပါတ်1601နေပြီးတော့1605ထိအစီးပေါင်း60တမ6စီးဟို65စီးရှိတယ်ဗောနော် sorry 65စီးရှိတယ်65စီးမှာပါအခုလက်ရှိကောင်းမယ်ဆိုရင် S7 လေးရင်ကဒါ10စီး12စီးအလောက်ပဲကောင်းတော့တယ်ဗောနော်အရေးကြီးတာအခုလက်ရှိကရဝမ်းတာတီးဗောရဝမ်းတာတီးဆိုရင်ဒါ16စီး အစီး20နီးနီးထိရှိတယ်။ဟုတ်။ရှယ်1 data ထားတဲ့ latest scan ဆိုရင်ကျွန်တော်တို့ data ဥ latest scan နဲ့နေပြီးတော့ latest scan မှာထားတယ်ပေါ့နော်။အဲနောက်တစ်ခုက2022အာရသိမှုဖြစ်စဉ်နောက်ပိုင်းမှာမှဒါ FTC 2000G FTC 2000G ဆိုရင်ဆက်နှစ်စီးရှိတယ်။ဆက်နှစ်စီးရှိတာကမှကျွန်တော်တို့အဲတစီးပြစ်ချနိုင်ခဲ့တယ်ပေါ့နော်။ KIA ကပြစ်ချခဲ့တာလေနံပါတ်က1405ပေါ့။အဲဒီ FTC 2000G ကတော့ကျွန်တော်တို့ NAMSAN latest scan ဌာနချုပ်နဲ့ မိထီလာလက်ချောင်းတက်တင်လေးလဲစကန်ဌာနချုပ်မှာပဲခွဲထားတယ်ပေါ့နော်နောက်တစ်ခုကမစ်တွန်နေနိုင်မစ်တွန်နေနိုင်ဆိုရင်ကျွန်တော်တို့တောင်ကူလေးတဲ့စကန်ဌာနချုပ်ရယ်မကွေးလေးတဲ့စကန်ဌာနချုပ်နဲ့ကျွန်တော်တို့မော်ဘီလေးတဲ့စကန်ဆိုပြီးတော့သုံးခုထားတယ်ပေါ့မစ်တွန်နေနိုင်က36စီးရှိတယ်36စီးတဲမှာမှအခုလက်ရှိကောင်းတာအစီး20အစီး20ပေါ့နော်နောက်တစ်ခုကစူတာတီစူတာတီဆိုရင်လည်းကျွန်တော်တို့ဒီဟိုပါပေါ့1901နေမှာ1907ဒီဒါစူတာတီကတော့ တကယ်ပတ်စုံသုံးပေါ့ခုနှစ်စီးရှိတယ်အခုလက်ရှိကတော့နေပြီးတော့ ਨੇ ကျွန်တော်တို့မိထီလာလက်ချောင်းတက်တယ်လေးတက်စကန်ဌာနချုပ်ပါထားတယ်ပေါ့ဟိုပြောဆိုလိုချင်တာကအခု Jet Fighter 6မျိုးရှိတဲ့တဲမှာမှာကျွန်တော်တို့10မျိုးကတော့လက်ချောင်းတိုက်ခိုက်မှုလုပ်နေတယ်နောက်တစ်ခုကတဲယူပို့ဆောင်ရေးလေးမျိုးစားပေါ့တဲယူပို့ဆောင်ရေးလေးမျိုးစားကတော့ကျွန်တော်တို့ ATR 72တို့ ATR နောက်တစ်ခုက42တို့ Beast 1900D တို့ PC7 တို့အဲနောက်တစ်ခုက ဟိုပေါ့ Y8 တို့အဲ့တိုင်ပို့ဆောင်ရေးလေးမျိုးစားတဲမှာမှာတိုင်ပို့ဆောင်ရေးလေးမျိုးစား3 3စီးကကျွန်တော်တို့လေးချောင်းတိုက်ခိုက်မှုလုပ်တယ်အခု Y8 ရယ် Y12 ရယ်နောက်တစ်ခုက PC6 ရယ် PC6 ကတော့တလင်းသားရေးတိုင်းညိတ်မလေးတဲ့စကန်ထားလာကြုံမှာထားပြီးတော့တလင်းသားရေးတိုင်းကိုဒါလေးချောင်းတိုက်ခိုက်မှုတွေလုပ်နေတာပေါ့အဲရခိုင်ရင်ထဲမှာဆိုလေးချောင်းတိုက်ခိုက်မှုလုပ်တာနှစ်မျိုးပဲရှိတယ် MI35 နဲ့ MI2 ပေါ့ MI35 ကတော့ခုနမြေကြီးနားလေးတဲ့စကန်ထားလာကြုံမှာထားတယ် ောက်တောင်ကူလေးလည်းစကန်ဌာနချုပ်မှာထားတယ်ပေါ့နော်။အမီတူကတော့ကျွန်တော်တို့ home link နဲ့ပိတ်မှာထားတယ်။ဟုတ်။အဲ့တော့ဒါဆရာကြီးပြောပြတဲ့ပုံရဆိုကျွန်တော် live မှတ်တာဆိုလို့ရှိရင်ဒါအစီပေါင်းရာရာကျော်ရှိရယ်ပေါ့နော်။ဟုတ်ကဲ့။ဘုံကျဲတိုက်ခိုက်လို့ရတဲ့လေးရယ်မှာအဲ့ဒီမှာမှသူကဒီ jet fighter ရှင်မျိုးထဲမှာမှလက်ရှိအသုံးပြုနေတဲ့ jet fighter ကြတော့သူကမြေပြင်နဲ့ဝေဟင်နဲ့ဆက်တယ်မှုယူပြီးတော့မှသူကမြေပုံညွန်းပေးပြီးတော့မှပြစ်တဲ့မျိုးစားပေါ့နော်ဒီတနေရာဆိုဒီတနေရာကိုပဲလာပြီးတော့မှဘုံဝုံးဆိုပြီးတော့မှ ပစ်သွားပြီးတော့မှသူကပြန်ပြန်တက်သွားတာပေါ့နော်သူကခေါင်းထိုးပြီးတော့ပြစ်တဲ့ခေါင်းပေါ့အဲဒီခေါင်းကတော့ခေါင်းထိုးပြီးပြစ်တဲ့ခေါင်းပေါ့ကျန်တဲ့တယူပို့ဆောင်ရင်းနဲ့ဒီတိုက်ခိုက်ရေးတွေ့ထားတဲ့လေရင်တွေကြတော့ကျွန်တော်တို့ရွာလုံးကျွတ်ပြာပြာဖြစ်အောင်လှုပ်တာတို့မျိုးလုံးကျွတ်ပြာဖြစ်အောင်လှုပ်တာတို့ဆိုတဲ့နေရာတွေမှာတုံးနေပေါ့အဲဒီထဲမှာမှကျွန်တော်တို့မျိုးလုံးကျွတ်အထိအဲပြာကြောက်အောင်လုံနိုင်တဲ့လေရင်မျိုးစားဆိုလို့ရှိရင်ကျွန်တော်တို့ Y8 ကိုအင်မတန်သတိထားရမယ့်လေရင်မျိုးစားလို့ပြောလို့ရတယ်ပေါ့ဝန်ရက်နီးဘုံဒီအလုံး ရာချီးပြီးတော့မှတင်နိုင်ပြီးတော့မှတခါပြစ်ချရင်၃လုံးတရွဲ၃လုံးတရွဲနဲ့ကျွန်တော်တို့မြို့ပေါ်မှာပတ်ပြီးတော့မှတပတ်ပြန်တိုင်းတပတ်ပြန်တိုင်းပြန်ပြန်ပြီးတော့ချနိုင်မယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့တော်လိုင်းတက်ဖွဲ့အနေနဲ့ရောပြည်သူလူထုအနေနဲ့ရောအင်မတန်သတိထားရမယ်လေရင်အမျိုးအစားတွေမှာပါဝင်နေပေါ့ကျန်တဲ့လေရင်တွေကတော့ကျွန်တော်တို့တိုက်ပွဲဖြစ်ပွားအင်မတန်တကယ်အခက်အခဲကြုံပြီဆိုမှသူ့ရဲ့ဘုံကြီးတွေကလည်းကျွန်တော်တို့ပြည့်မဲ့ rocket တွေကလည်းဒါဒေါ်လာဟိုဆိုရင်များစွာပေးရတဲ့ဟာတွေဖြစ်တဲ့အတွက်အဲ သူတို့တုံးဖို့တကယ်သူတို့ဘက်ကလူပေါင်းများစွာပေါ့နော်စစ်ရှုံးတဲ့အချိန်ကြမှာပဲအဲများစွာတည်တဲ့အချိန်ကြမှာပဲကျွန်တော်အနေနဲ့တုံးတယ်လို့တော့ကျွန်တော်အနေနဲ့မြင်နေပေါ့နော်ဒါလဲဒီတော်လိုင်းတမိုင်းတစ်လျှောက်ကျွန်တော်ကြည်လာအချိန်မှာ Jet Fighter လာပစ်ပြီဆိုရင်တော့သူတို့ဘက်ကတော်တော်အထိနာတဲ့အချိန်ကြမှာလာပစ်တာလို့ယူဆလို့ရတယ်ပေါ့နော်အဲ့တော့ဒီဝိုင်းတွဲရဲ့ဝိုင်းအိတ်ရဲ့ပြီးတော့နောက်တစ်မျိုးဟာဆရာကြီးပြောတဲ့တစ်မျိုးသုံးမျိုးပေါ့နော်ဟုတ်နောက်တစ်မျိုးက PC6 ပေါ့ PC6 အဲဒီကောင်အဲ့ဒီ သုံးမျိုးကိုတော့ကျွန်တော်တို့ပြည်သူလူထုအနေနဲ့အင်မတန်သတိထားရမယ်ဆိုတာလေကျွန်တော်အနေနဲ့ပြောချင်ပါတယ်အဲ့တော့ဒီဟိုတရုတ်နဲ့ပတ်သက်ပြီးတော့မှတရုတ်ကလည်းကျွန်တော်တို့ကျွန်တော်နိုင်ငံကလည်းဟိုဆင်းရဲတဲ့ဆင်းရဲခဲ့တဲ့နိုင်ငံဟုတ်ဆင်းရဲခဲ့တဲ့နိုင်ငံဆိုတော့ပြည်သူလူထုပြောတာပါဟိုအစိုးရကတော့မဆင်းရဲပါဘူးပြည်သူလူထုကဆင်းရဲခဲ့တဲ့နိုင်ငံဖြစ်တဲ့အခါကျတော့ကျွန်တော်တို့ကတရုတ်ထုတ်တဲ့ပစ္စည်းတွေကိုပဲကျွန်တော်တို့ဈေးနည်းနည်းဈေးပေါ်ပေါ်နဲ့ပေါ့နော်ဈေးပေါ်ပေါ်နဲ့ပုံစံတူလေးတွေရတဲ့အခါကျတော့ အဲဒီဟောက်ပဲဝိုင်းပြီးတော့မှတုံးဆွဲကြတာတွေရှိတယ်ပေါ့နော်ဒါရင်နဲ့ပတ်သက်လို့လည်းပြည်သူလူထုအနေနဲ့တရုတ်ပိုင်ပစ္စည်းတွေကိုဝယ်ယူတုံးဆွဲခြင်းတရုတ်ထုတ်ပစ္စည်းတွေကိုဝယ်ယူတုံးဆွဲခြင်းအပြင်လည်းအဲကျွန်တော်တို့ဒေါ်လာရဲ့တထောင်တနေရာကိုအားပြော့အောင်လုပ်တဲ့အနေအထားမျိုးကြုံနိုင်နေဆိုတာလည်းပြည်သူလူထုအနေနဲ့သတိချက်စီခြင်းပါတယ်ဗျဟုတ်အားလုံးပဲကျေးဇူးတင်ပါတယ်